မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါရခင်ဗျာကျွန်တော်ရဲ့ Barmy Recast Story Channel ကနေပြန်လည်ကြိုဆိုပါတယ်ဒီတစ်ခေါက်မှာတော့အင်ဒိုနီးရှားတရေကားတွေရိုးသွားမှာဆိုလို့နောက်တိုင်းတရေကားတွေတဲကတပုတ်တလေကိုတိတ်လန့်စရာကောင်းပြီးစိတ်ဝင်စားစရာကောင်းတဲ့တရေကားတစ်ခေါက်ကို Recap လုပ်ပြီးသွားမှာဖြစ်ပါတယ်ဇလန်အစမှာပဲဖာသာတယောက်ဟာမောင်မိုက်တဲ့လှိုင်ကောင်းတစ်ခုထဲမှာအပနိုင်ခြင်းကိုအပြင်းထန်ပြုတ်လုပ်နေပြီးသူရုပ်ဖတ်စူတောင်းနေချိန်မှာပဲအတန်ကြီးတစ်ခုကိုချားလိုက်ရလို့ ထိတ်လန့်ပြီးနောက်ကိုလှည့်ကြည့်။သူပြန်လှည့်ကြည့်တဲ့အခါမှာတော့ဥကခန္ဓာရတဲ့လူကိုကြည့်ပြီးအရန်ကိုထိတ်လန့်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့သီလရှင်ចောင်းတစ်ចောင်းမှာရုပ်ဖက်ဆူတောင်းတာတွေပြုတ်လုပြီးမိန်းကလေးတယောက်ကိုလည်းမျက်လုံးကိုစီးပေးလိုက်ကအခန်းတစ်ခုတည်းကိုဝင်လိုက်ပြီးမှန်တစ်ခုကိုယူပြီးမျက်နှာရှိမှထောင်လိုက်တဲ့အချိန်မှာပဲသူမကအာယုံခံလိုက်တာနဲ့မှန်ရဲ့နောက်ကအကြောင်းကိုပြန်ရောက်သွားပါတယ်။ဆာရာဟာအတော်ကြီးတယောက်နဲ့ရုပ်ရှင်ထိုင်ကြည့်နေရင်သူ့ရဲ့အနောက်ကနေအရာတစ်ခုကစိုက်ကြည့်နေတယ်လို့ခံစားရတယ်လို့ပြောတော့ န်တီကြီးကအင်ကြီးကဟောင်းနေပြီးမင်းကစိတ်ထင်တာနေမှာပါလို့ဆိုပါတယ်။သူမကတော့ထူးဆန်းတဲ့အရာတခုစိုက်ကြည့်တယ်လို့ခံစားနေရပြီးစိုးဝါးတဲ့အဖြစ်တွေဖြစ်တော့မှလို့ခံစားနေရတယ်လို့မျက်စိမျက်နှာပြန့်နေပြောပြနေကအန်တီကြီးကစိတ်ကိုလျှော့ထားလိုက်ပါ။မင်းအသက်ရွယ်တုန်းကငါလည်းအဲ့လိုခံစားဘူးတယ်။စိတ်ချောက်ချနေတာပဲလို့ထင်ခဲ့ဘူးတယ်။နောက်တော့သူစာအုပ်တုပ်ကိုရှာတွေ့ခဲ့ပြီးအမောင်ချမ်းမှာရှိတဲ့တဘာဝလုံးအကြောင်းတွေပါ။ကပားကောင်လေးလိုလူတယောက်ရဲ့ဝိညာဉ်တွေမှာတွေ့ကတ်တတ်တဲ့အရာတွေရှိတယ်။ သူတို့ကတယောက်တည်းရှိတဲ့အချိန်မှာတွေ့ကတ်တက်ပြီးဘာလို့လဲဆိုရင်သူတို့ကအားနည်းနေချိန်မှုပါမင်းရဲ့အကြောက်တရားတွေဝန်းနေခြင်းတွေပုံမှာရောပါမင်းဝန်းနေခြင်းပူကြီးလေသူတို့ကပိုအားရှိလေပါပဲနေတိုင်းညတိုင်းမင်းစိတ်ထဲကိုဝင်ဖို့ကြိုးစားလိမ့်မယ်ရှင်ကရောဓာရီကိုယုံလားလို့မေးတော့အန်တီကြီးရဲ့အမေကအဲ့လိုတွေခံစားရတယ်လို့သူရဲ့မိခင်ကစီးတောက်ရင် ပြောက်မယ်လို့ထင်ခဲ့ဘူးပြီးသူပြောတာတွေကိုလက်မခံတဲ့အတွက်အခုလိုဖြစ်ရတာဖြစ်ကြောင်းနဲ့သူသာခေါင်းပေါ်မှာခဲ့ရင်ငါနဲ့အတူထိုင်နေနိုင်မှာ ဒါပေမဲ့အန်တီကြီးကဒါကိုဖြည့်ရှင်းဖို့နီးလန်းရှာတွေ့ခဲ့တယ်။အစီအရင်လုံးရမှာဖြစ်ပြီးအဆင့်၄ဆင့်ရှိပါတယ်။သူမဟိုးအရင်တုန်းကလုတ်ခဲ့ဘူးတာဖြစ်ပြီးငါဘွားရဲ့အကြောက်စရာအကောင်းဆုံးအချိန်ပဲလို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာကြောက်တဲ့ဆိုတဲ့ခံစားချက်ကိုသူမမရတော့ပါဘူး။ဘာလို့လဲဆိုရင်သူမလွတ်မြောက်သွားခဲ့လို့ပါပဲ။ဒီလိုပြောကလူချင်းခွဲပြီးအိတ်လိုက်ကြပါတယ်။တာရာကတော့မအိတ်သေးပဲအန်တီကြီးလုတ်ခဲ့တဲ့အဆင့်၄ဆင့်ကိုစတင်စမ်းသပ်ကြည့်ပါတယ်။ပထမအဆင့်အနေနဲ့သူမဖျောင်းနိုင်တွေထွန်းကား မှန်ကိုထောင်ပြီးဂါတာတစ်ခုကိုရွတ်ဆိုလိုက်ပါတယ်။ဒီချိန်မှာပဲသူ့ရဲ့အနောက်ကနေအတန်ကြားလာရပြီးရုတ်တရက်မှန်ပေါ်မှာမကောင်းဆိုးဝါးတကောင်ရဲ့ပုံပေါ်လာလို့လမ်းပြီးလွတ်ပြစ်လိုက်ပါတယ်။တချိန်တည်းမှာပဲဖျောင်းနိုင်မီးတွေကလည်းငြိမ်းသွားကဆာရာကမှန်ကိုတွားပြန်ကောက်လိုက်ပြီးပြန်ထောင်ကြည့်လိုက်ချိန်မှာပဲအနောက်ကအတန်တစ်ခုကိုကြားလို့လှည့်ကြည့်လိုက်တော့သူမရဲ့အမေဖြစ်နေကသူအနာကိုကပ်ပြီးမင်းလွတ်မြောက်သွားပြီလို့ပြောလိုက်ချိန်မှာပဲပြန်ကြည့်လိုက်တော့တခြားလူတယောက်ပုံစံပြောင်းသွားပြီးသူ့ပိုက်ကိုလည်း အချွန်တစ်ခုနဲ့ထိုးထားကစာရာလည်းလန့်နိုးလာပါတယ်။သူမရဲ့ဘိုက်ကိုပြန်ကြည့်လိုက်တော့ဘိုက်မှာဒဏ်ရာရှိနေတာကိုသိလိုက်ရကအပြင်ကိုထွက်ကြည့်တော့ခုံမထိုင်နေတဲ့အမျိုးသမီးကငြိမ်သက်နေပြီးသူမခေါ်တော့လည်းပြန်မထိုးပဲဒီအချိန်မှာပဲဖွင့်ထားတဲ့ TV ထဲကနေအတန်ကြားလိုက်ရလို့အနားကိုသွားကလင်းလို့ခေါ်နေပါတယ်။တကယ်တော့စာရာကသတိမိနေတာဖြစ်ပြီးဒါကိုသူ့ကိုအစီရင်အကြောင်းပြောပြတဲ့အန်တီကြီးကလာကြည့်ကသဘောကျနေပါတယ်။အဲဒီနောက်မှာတော့စုံတောက်ကြီးတယောက်ကတဘာဝလုံးဖြစ်ရတဲ့ဂျုံခဲရတဲ့မိန်းကလေးတွေကို မကောင်းဆိုးဝါးတွေကိုထိန်းချုပ်နိုင်အောင်လေ့ကျင့်သင်ကြားပေးတဲ့စိတ်ကံတရင်ကြောင်းကိုအဲလီကိုလာပို့ရင်သူမကပုံမှန်မဟုတ်တဲ့အဖြစ်အပျက်တွေကြုံထားရကြောင်းနဲ့ဒီမှာနေစရာပေးစီလိုပြီးသူ့ကိုကူညီပေးနိုင်မယ်ဆိုတာယုံကြည်ကြောင်းပြောနေကစစ်စတာကြီးကလည်းစိတ်မပူပိုးနဲ့အဲလီကဒီမှာနေရင်သူ့အတွက်လုံခြုံမှာအာမခံပါတယ်လို့ဆိုပါတယ်ဒီကြောင်းဟာတဘာဝလုံးဖြစ်ရတွေကိုကင်တွေဖြည့်ရှင်းရမှာနမ်မီကြီးပြီးဖခင်ကြောင်းဒီနဲ့လည်းအဆက်အသွယ်ဖြတ်ထားကတီချာရက်တီနေတာပါဒီလိုနဲ့အဲလီကိုသူမနေရမယ့်အခန်းကိုလိုက်ပြလိုက်ပြီး ။အယ်လီလည်းဘာမှစကားပြန်မပြောဘဲကတင်းဘောကိုတက်ပြီးလဲနေလိုက်ပါတယ်။ချက်ချင်းပဲသူမအတိတ်ကိုအမှတ်ရသွားပြီးလိုင်ကောင်းတစ်ခုထဲမှာသူမကိုတန်ချိုးတွေတုံအောင်ထားပြီးသူ့နားကိုလည်းနတ်ဆိုးတစ်ကောင်ချင်းကပ်လာနေကအယ်လီလည်းထိတ်လန့်ကကြည့်နေရင်ရုတ်တရက်ပျောက်ကွယ်သွားပြီးချက်ချင်းဆိုသလိုပဲသူအနာကိုဝုန်းဆိုပြီးပြန်ရောက်လာပြီးလမ်းပြီးအဲ့ရကနေနိုးလာပါတယ်။တမနတ်မှာတော့အယ်လီကအပြင်ကိုငေးကြည့်နေတော့မှဒီကြောင်ရဲ့ sister ကြီးကသူ့ကိုစကားလာပြောပြီးအမောင်တဲမှာပဲပုံမနေဖို့နဲ့အလင်းကိုထွက်ပြီးလမ်းလျှောက်ဖို့မကြောက်ပါနဲ့လို့ ားပေးစကားတွေပြောကတခြားကောင်မလေးတွေနဲ့တွားတွေးရအောင်လို့ဆိုပြီးခေါ်သွားပါတယ်။ရောက်တာနဲ့စူတောင်းမှုတွေလုပ်နေကြပြီးမျက်လုံးမှာအဝတ်စည်းကမင်းကလေးတစ်ယောက်ကိုလည်းချိန်စာသင့်ပစ္စည်းတွေပဲထားတဲ့အခန်းတစ်ခုထဲကိုဝင်ရောက်စေပြီးပစ္စည်းတွေဟာမကောင်းဆိုးဝါးတွေကိုပိတ်လောင်ဖမ်းချုပ်ရမှာတုံးတဲ့ပစ္စည်းတွေဖြစ်ကတူတန်လို့ခေါ်ပါတယ်။မကောင်းဆိုးဝါးတစ်ကောင်ဟာတူတူနဲ့သက်ဆိုင်ရာတူတန်စီကိုရောက်လို့မဖြစ်ပါဘူး။ចောင်းသူတွေဟာအစီရင်ပစ္စည်းတွေနဲ့နောက်ចောင်းကိုထဲထဲဝင်ဝင်လေ့လာရမှာပဲဖြစ်ပါတယ်။ ဒါမှသာအတွင်းထဲမှာရှိနေတဲ့မကောင်းဆိုးဘကိုအထဲမှာပဲဆက်ချုပ်ထားနိုင်မှာပါဒီအခန်းထဲကိုဝင်သွားတဲ့မိန်းကလေးကလည်းပစ္စည်းတစ်ခုကိုယူကြည့်လိုက်တဲ့အခါမှာအဲ့ဒီပစ္စည်းရဲ့နောက်ခံအကြောင်းကိုပြန်ပြီးမြင်အောင်သွားပါတယ်ဘာကြီးတဲ့အမျိုးသမီးတယောက်ကလေးပေါ်မှာကြိုးတုပ်ခံထားရပြီးသူ့ရည်လည်းအလိမ့်လိမ့်ဖြစ်နေကခဏနေတော့အခန်းထဲကိုဖာသာတယောက်ဝင်လာပြီးသူမကလည်းသူ့ကိုကဲဖို့ရောက်လာတာလားလို့မေးလေချိန်မှာပဲယူတရက်ခေါင်းအုံးနဲ့ယူပြီးဖိချလိုက်ပါတယ်ဒီချိန်မှာပဲအမျိုးသမီးကငြိမ်ချသွားတော့ အသက်ရှူသေးလားလို့စမ်းသပ်ချိန်ပါပဲပြန်လို့လာကဖာသာကိုပြန်တိုက်ခိုက်လိုက်ပြီးဂဒင်ဘဝကနေဆင်းပြေးပါတယ်ဒီတော့ဖာသာကလည်းဓာတ်ကိုထုတ်ကရေမှန်းဖျန်းလိုက်ပြီးဒီချိန်မှာပဲကလေးကမွေးလာလို့ချက်ကျိုးကိုဖြတ်ယူပြီးဓာတ်ပုံလဲရိုက်ယူလိုက်ကအမျိုးသမီးကလည်းနောက်ထပ်ဘယ်တော့မှကလေးမမွေးတော့ဘူးလို့ပြောဆိုနေကဖာသာကလည်းမင်းဘယ်တော့မှကလေးထပ်မထွက်လာတော့ဘူးလို့ပြောလိုက်ရင်ကလေးကိုလည်းဆွဲယူသွားကဒီတတဝါကဘုရားသခင်စီကလာတာလည်းမဟုတ်ဘူးလူသားစီကလည်းမဟုတ်ဘူးလို့ဆိုပြီးအမိုက်ပုံးလေးကိုထည့်လိုက်ပါတယ် မျိုးသမီးကိုလည်းဓာတ်နဲ့လှီးလိုက်ပါမျိုးသမီးကလည်းမတည်သေးပဲယဉ်နေပြီနောက်တစ်ယောက်ထတ်တော့လာပြီလို့ဆိုတော့ဘာသာကလည်းဓာတ်နဲ့ထက်ကထက်ကဆင်ပြီးထိုးချလိုက်ပြီမဲ့သူမကရီတောင်ရီနေသေးပြီဘလို့ပဲလှုပ်လို့မတည်နိုင်ဖြစ်နေကဘာသာကမတ်တပ်ထရက်လိုက်တာနဲ့သူ့အနောက်ကနေမကောင်းဆိုးဝါးကြီးကရောက်လာဘာသာရဲ့သွေးနဲ့သွတ်သွေးမယ်လို့អော်ပြောလိုက်ကဘာသာကလည်းသူ့ရဲ့လေပင်းကိုသူ့လှီးပြီးទីဆုံးသွားပါတယ်ဒီတော့မကောင်းဆိုးဝါးကလည်းအမျိုးသမီးနှာကိုကတ်လာကနောက်ထပ်ကလေးတစ်ယောက်ကိုမွေးဖားပေးလိုက်ပါတယ် မွေးလာတဲ့ကလေးကလည်းမိန်းကလေးဖြစ်နေတာပါဒီတော့ဒီအเจ้าကိုမြင်ရတဲ့တယောက်ကလည်းလန့်ပြီးမျက်လုံးစီးထားတာကိုချွတ်လိုက်တော့လက်မှာအနာရီဖြစ်နေတာကိုမြင်လိုက်ရပါတယ်အဲဒီနောက်မှာအယ်လီကလည်းအိမ်နေရင်ကနေအိမ်မက်မှတ်နေပြီသူ့ရဲ့အိမ်မက်ကတော့သူမှကြုံတွေ့ခဲ့ရတာတွေပါဖာသာတယောက်ကသူ့ကိုအပနှင်ပြီးရင်မကောင်းဆိုးဝါးတကောင်ကရောက်လာကတိုက်ခိုက်တာကိုခံရပြီးတီးဆုံးသွားတာပါဒီချိန်မှာပဲ sister Ellie's ဘက်ကသူ့ကိုလာနိုးတော့မှနိုးလာပါတယ်ထိတ်လန့်နေတဲ့အယ်လီကိုမစိုးရင်ဘူးပြောပြီး သူမကနောက်ဖြစ်လာမှတွေကိုမြင်နိုင်တာဖြစ်ကြောင်းနဲ့အသားချင်းထိလိုက်တာနဲ့မြင်နိုင်ပြီးမင်းကိုဘာကနှောက်ရှက်ပြီးနေတာလဲဆိုတာကိုမင်းရဲ့ခွင့်ပြုချက်နဲ့ကိုညီပြီးရှာပေးနိုင်တယ်လို့ဆိုပါတယ်။အယ်လီကလည်းခွင့်ပြုလိုက်တဲ့အခါမှာစစ်စတာကအယ်လီရဲ့လက်ကိုကိုင်လိုက်ပြီးအာယုံခံကြည့်လိုက်တဲ့အခါမှာပဲမကောင်းဆိုးဝါးကြီးတစ်ကောင်ကိုမြင်လိုက်လို့လမ်းပြီးချက်ချင်းထွက်သွားပါတယ်။အဲ့ဒီနောက်စစ်စတာအယ်လီဇဘက်ကစစ်စတာဆူဆန်ကိုသွားပြောလိုက်တာဒီလိုကြီးမားတဲ့မကောင်းတဲ့အမောင်လူကြီးကိုမမြင်ဘူးကြောင်းနဲ့တခုခုလှုပ်ဖို့စီစဉ်တဲ့ကြောင်းပြောနေတာ ။သူဇန်ကလည်းအဲလီဇဘက်ကအမြင်မှားတာများလားလို့ပြောနေကလက်မခံဖြစ်နေလို့အဲလီဇဘက်ကအတင်းတောင်းဆိုနေကဒီเจ้าအတွက်ရောသူ့အတွက်ပါဒုက္ခရောက်တော့မှာမို့ခံစားမိနေတယ်လို့ဆိုကထိတ်လန့်နေပြီ။အဲလီကိုဒီเจ้าကနေနှင်ထုတ်သိနေလို့ဆိုတော့သူဇန်ကငါတို့ရဲ့အလုပ်ကကောင်မလေးတွေကိုအကောင်းဆုံးဖြစ်ဖို့ကူညီပေးရမှာလို့ဆိုကအစီရင်တွေပြက်လို့မရဘူးအာယုံဆိုင်ထားလို့ပြောကထွက်သွားပါတယ်။အဲဒီနောက်မှာတော့အဲလီကိုရွတ်ဖတ်ဆူတောင်းပေးနေကြကမျက်နှာမှာလည်းအဝတ်စည်းစီပြီးရှေ့ကတည်းကဝင်တဲ့အခန်းထဲကိုဝင်စီပါတယ်။ အယ်လီလက်အခန်းထဲကိုရောက်တာနဲ့ပစ္စည်းတစ်ခုကိုယူကြည့်လိုက်တဲ့အခါမှာအဲ့ဒီပစ္စည်းရဲ့နောက်ကျောင်းကိုပြန်ပြီးမြင်အောင်သွားပါတယ်။ဘာသာတယောက်ကကားနဲ့အိမ်တိန်ကိုရောက်သွားပြီးလူတယောက်ကထွက်ကြလိုက်ကသူ့ရဲ့အမျိုးသမီးကတရေဝင်ပူးကခံထားရပြီးသူ့ကိုဒီကနေလွတ်မြောက်နိုင်အောင်လှုပ်ပေးနိုင်တာတေချာလာလို့မေးပါတယ်။ဘာသာကလည်းသူကဘုရားသခင်ရဲ့အကူအညီနဲ့လွတ်မြောက်သွားလိမ့်ပါမယ်လို့ဆိုကာထားသွားပြီးအပနေဖို့ဟန်ပြင်လိုက်ကယောက်ျားဖြစ်သူရဲ့အလင့်မှာပဲဂရင်အောက်ကရှော့ရိုက်တဲ့ညှက်ကိုယူပြီး လူနာရဲ့ကိုမှညှက်ပေးလိုက်ကပြန်အုပ်ထားလိုက်ပါတယ်။ပြီးတာနဲ့အပနှင်းတလိုမျိုးရွတ်ဆိုကအောက်ကကလုတ်ကိုခြေထောက်နဲ့ဖိချလိုက်တော့လူနာကတဆက်ဆက်တုံလာကပြီးတော့မှသူပြန်လှုပ်လိုက်ပြီးလူနာကလည်းငြိမ်သွားတဲ့အခါမှာမကောင်းဆိုးဝါးကထွက်သွားပြီလို့ဆိုကသူကလည်းထွက်သွားပါတယ်။သူမထွက်သွားခင်မှာပဲမျိုးသမီးရဲ့မျက်နှာကိုလှန်ကြည့်မိလိုက်ကမျိုးသမီးကလည်းသူ့ကိုကယ်ဖို့သူကဘာမှမဖြစ်ပဲသူ့ယောက်ျားကသာမူးမမှန်တာပါလို့ဆိုပါတယ်။ဒီတော့ဖာသာအတုကလည်းအမျိုးသားနာကိုတွားတော့သူ့ကိုပိုက်ဆံပေးပြီမဲ့ အမျိုးသမီးကိုချုပ်ထားတဲ့လက်ထိပ်ကတော့တွေကိုယူလာပြီးလူနာအမျိုးသမီးကိုကယ်ပြီးလွှတ်ပေးဖို့ကြိုးစားပါတယ်။ဒါပေမဲ့အမျိုးသမီးကမကောင်းဆိုးကပူးကပ်ခံထားရပြီးသူ့ကိုလှည့်စားတာကိုခံလိုက်ရတာဖြစ်ကသူ့ရဲ့တမီးဖြစ်သူကိုလည်းမြင်အောင်နေပြီးအမျိုးသားကလည်းမကောင်းဆိုးဘွားရဲ့လက်ချက်နဲ့ပြီးဆုံးသွားပါတယ်။ဖာသားကလည်းသူ့ကိုလှည့်စားတာတီးလိုက်ချိန်မှာနောက်ကျသွားပါပြီ။ဒီချိန်မှာပဲအဲလိဇဘက်ကအခန်းထဲကနေပြန်ထွက်လာပြီးအန်ထွက်နေပါတယ်။စစ်စတာတွေကလည်းဝိုင်းကူညီလိုက်ကြပြီးအခန်းထဲကိုပြန်ရောက်တဲ့အခါမှာ အဲလီကစူတောင်းမှုတစ်ခုကိုပြုလုပ်နေကသူ့နောက်ကနေလဲအတန်တစ်ခုကိုကြားနေရပါတယ်တကယ်တော့ဇလန်းအဆမှာသူ့ကိုအပနှင်ပေးတဲ့ဖာသာကအဲလီကိုမကောင်းဆိုးဝါးကဝင်ပူးကပ်ပြီးဖာသာကိုတိုက်ခိုက်တာဖာသာကသူ့ရဲ့လက်ချက်နဲ့တေဆုံးသွားခဲ့ရတာပါအဲဒီနောက်မှာတော့အဲလီကိုနောက်တစ်ကြိမ်အခန်းထဲကိုထပ်ဝင်စေပါတယ်ဒီတစ်ခေါက်အခန်းထဲကိုဝင်တဲ့အခါမှာတော့လဝကတ်တိုင်လဲဆွဲလေးတစ်ခုကိုကင်မိသွားပြီးလဝကတ်တိုင်လေးရဲ့ပတ်သက်နေတဲ့ဇလန်းတစ်ခုကိုတွေ့မြင်လာရပါတယ်လဝကတ်တိုင်ပိုင်ရှင်အဲလစ်က သူ့အိမ်လာတဲ့အမျိုးသမီးတွေကသူ့ကိုအပြစ်ဝင်ခံခိုင်းနေကသူမကလည်းအပြစ်ဝင်ခံလိုက်ပြီးသူမအမျိုးသားအပေါ်မကြည်မနက်တာတွေကိုလည်းပြောပြလိုက်ပါတယ်ဒီတော့သူ့ကိုအပြစ်ဝိုင်းပြောကြပြီးပြီးတာနဲ့အဲ့လေးရဲ့ကိုယ်ထဲကမကောင်းဆိုးဝါးရှိနေတယ်လို့ဆိုကအပနိုင်ပေးကြပါတယ်အကြီးဆုံးအယူမကြီးကတစ်ဖက်ကိုလှည့်ပြီးဟုတ်ကဲ့ပါဖျားသခင်ရဲ့နာမတော်အရကျမရိုက်ပေးပါမယ်လို့ဆိုကသူတို့တဲကတယောက်ကိုခပတ်နဲ့ရိုက်ခိုင်းပါတယ်အမျိုးသမီးကလည်းမရိုက်နိုင်လို့ခေါင်းဆောင်လုပ်သူကဝင်ပြီးတီးပါတော့တယ် ဒီအချိန်မှာပဲသူတို့တဲကတယောက်ကဝင်တားလိုက်ကဒီလိုတွေဆက်မလုပ်ဖို့ပြောလိုက်ပါတယ်။ဒီတော့အဲလက်ကကလင်းငူတန်းကိုကြားလို့အခန်းထဲကိုဝင်သွားကသူမကကူညီပေးတဲ့အမျိုးသမီးကိုလည်းအပနေမဲ့အဖွဲကလူတွေကရိုက်နှက်ပစ်လိုက်ကြပါတယ်။အခန်းထဲကနေလဲအဲလက်ရဲ့အတန်းကိုကြားလို့ဝင်ကြည့်လိုက်ကဆောင်းနဲ့အုပ်ထားတာကိုဖယ်ပြစ်လိုက်တဲ့အခါမှာအဲလက်ကမကောင်းဆူတဲ့ပုံစံလုံးဝပြောင်းလဲသွားတာကိုမြင်လိုက်ရပြီးလမ်းပြီးအော်ချလိုက်ကအဲလီလဲအာယုံခံနေရကနေအသည့်ဝင်လာပါတယ်။ဒီတစ်ခေါက်တော့အဲလီကကောင်းကောင်းမွန်မွန်ပြန်ထွက်လာနိုင်ခဲ့က သူ့ကိုမျက်နာကအဝိဖြုတ်ပေးလိုက်တဲ့အခါမှာပဲသူ့ရဲ့မျက်လုံးတွေကမရှိတော့လို့အော်ချလိုက်ပါတယ်။ Sister Elizabeth ကလည်းနာဆိုးအကြောင်းလေ့လာနေပြီးသူ့အဲလိစီမှာတွေ့ခဲ့တဲ့မကောင်းဆိုးဝါးကငရေတကားဆောင်မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ပြီးလူတဦးတယောက်နဲ့ချိတ်ဆက်ထားတဲ့ကျိုးကိုဖျက်လိုက်မှသာသူ့ကိုလွတ်ပေးလို့ရတယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်းအဲလီကိုအမောင်ခန်းထဲကိုထပ်ဝင်ဖို့ဆူတောင်းကဝင်စီပါတယ်။အဲလီလက်အခန်းထဲကပစ္စည်းတစ်ခုကိုယူလိုက်ပြီးပစ္စည်းရဲ့နောက်ခံအကြောင်းကိုအာယုံခံမိသွားပါတယ်။ အကြောင်းကတော့မိသားစုတစ်ခုကတမိဖြစ်သူကပူကတ်ခံထားရတာကိုဖာသာတယောက်ကိုခေါ်ထားလိုက်ပေမဲ့မိဖြစ်သူကဖာသာကိုယုံကြည်ပေမဲ့အဖေဖြစ်သူကတော့မယုံကြည်ပဲဖာသာကိုမလိုဘူးစေယုံကိုသွားမယ်လို့ပြောနေတာအမေဖြစ်သူနဲ့ဖာသာနဲ့ကဝိုင်းပြီးဖြောင်းဖြားတော့မှအแทးကိုဝင်ကြည့်လိုက်ကြတာဖာသာကကလေးကိုစမ်းသပ်လိုက်ပြီးဘာမှမဖြစ်ပါဘူးလို့ဆိုကကလေးကိုလှုပ်ပေးလိုက်တဲ့အခါမှာကလေးကထလာပြီးခွင်လွတ်ပါဖာသာလို့ပြောလိုက်တာနဲ့လော်ဝါကတ်တိုင်ကစောက်ထိုးဖြစ်သွားပါတယ် ဘာသာလေးလှည့်ကြည့်လိုက်တော့တမိသားစုလုံးကမကောင်းဆိုးဝါးတွေဖြစ်နေပြီဘာသာကိုထောင်ချောက်စင်ခေါ်လိုက်ကစားသုံးပြစ်လိုက်ကြပြီဘာသာရဲ့ကော်လံလေးကိုပဲအပြင်ကိုလွှတ်ပြစ်လိုက်ကြပါတယ်ဒီတော့မှအဲလီတူးလက်ထဲကကင်ထားတာလေးဖြစ်နေကအတိပြန်ဝင်လာခဲ့ပါတယ်ပြီးတာနဲ့ပြန်မထွက်သေးပဲလဝကတ်တိုင်အကြီးကြီးတစ်ခုကိုမြင်လို့စိတ်ဝင်စားပြီးကြည်နေပါတယ်အပြင်မှာလဲစစ်စတာတွေကအဲလီကြာနေလို့စိတ်ပူနေကြကသူတို့ညှင်းခုန်နေကြတော့မှပဲအဲလီကမကောင်းဆိုးဝါးပူးကတ်ခံရပြီးထွက်လာကလဝကတ်တိုင်အကြီးကြီးကိုကင်ဆောင်နေပါတယ် ပီတာနဲ့ဆစ်စတာကိုလှမ်းပြီးတိုက်ခိုက်နေကဆစ်စတာကပြန်ထိန်းချုပ်လိုက်ပြီးအယ်လီလည်းလဲကျသွားတော့မှကျန်တဲ့လူတွေကလောကတိုင်းအကြီးကြီးကိုအပေါ်ကနေအုံမိုးကဇူတောင်းမှုပြုလုပ်လိုက်တာနဲ့အယ်လီရဲ့ကိုယ်ထဲကအရာကပျောက်ွယ်သွားပါတယ်အဲဒီနောက်မှာတော့အယ်လီကိုဆုံတော်ကြီးကမင်းမအတော်ရှိတယ်လို့သိရတယ်မင်းကိုတွေးဖို့စောင့်နေတယ်လို့ဆိုပြီးလာခေါ်သွားကအယ်လီကလည်းထိတ်လန့်မှုတွေမရှိတော့ပဲလူကောင်းတယောက်ပြန်ဖြစ်သွားကဆစ်စတာကိုနှုတ်ဆက်လိုက်ပါတယ် အယ်လီရဲ့ကိုယ်ထဲကမကောင်းဆိုးဝါးကြီးကိုလက်ဝက်ကတိုင်ထဲကိုဖမ်းချုပ်လိုက်ကြတာပဲဖြစ်ကဇလန်းလည်းပြီးဆုံးသွားခဲ့ပါရခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့အတူကတ်သုံးပါကြော်နင်းနိုင်ပါစေလို့ဆုတောင်းပေးရင်းဤကုန်းချုပ်လိုက်ပါရခင်ဗျာ